မင်္ဂလာပါရှင်ဒီနေ့မှာမျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဖေဖေမေမေတို့အတွက်ပဲဖြစ်ပါတယ်ဖေဖေမေမေတို့ရေဖေဖေမေမေတို့မှာဆိုရင်ဆယ်ကျော်သက်အရွယ်တော်တော်မီမီလေးတွေရှိကြရဲ့လားဆယ်ကျော်သက်အရွယ်တော်အမီမီလေးတွေရှိတယ်ဖေဖေမေမေတို့အတွက်ဒီနေ့ညမှာမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကြောင့်မျှဝေမှုလေးကပါလိမ့်လဲဆိုရင်ဖေဖေမေမေတို့ရေအခုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာအင်တာနက်တွေဟဲ့လားဆော့ဝဲတွေ တဲကနေဖီဖီမီမီတို့ရဲ့တတမီမီလေးတွေကိုလိန်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပညာပေးတင်တယ်လို့ထင်လားပညာမပေးတင်ဘူးလို့ထင်လားဖီဖီမီမီတို့ကြီးအဲ့ချက်ကလေးကိုတော့ရေးပြသွားပါဦးနော်ဟုတ်ကဲ့ပါကျမကဒီစာအုပ်ကလေးကဘာလဲဆိုရင်ကျမတို့ set education ကိုကျမတို့သင်ကြားရတယ်လေ့လာကြရတဲ့အခါမှာကျမဖီဖီမီမီတို့အတွက်ကိုပြန်လဲမျှဝေလိုတဲ့အတွက်ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ဒါကြောင့်ကလေးလေးတွေကိုလိမ်ပညာပေးဖို့အတွက်ဆရာကြီးဒေါက်တာအောင်စေ နှစ်ကလည်းရေးထားတဲ့စာအုပ်ကလေးတွေရှိပါတယ်အဲ့ဒီကျမတင်ကြားတဲ့အကြောင်းအရာလေးတွေလက်တွေ့ဘဝမှာကလေးလေးတွေနဲ့ကြုံတွေ့နေရတဲ့အကြောင်းအရာလေးတွေကိုဖီဖီမီမီတို့အားပြန်လည်ညှောက်ဝေသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဆယ်ချိုတဲ့အရွယ်ပြောင်းလဲမှုဆိုရင်ဆယ်ချိုတဲ့လို့ပြောတဲ့အတွက်ဆယ်ချိုတဲ့ဆိုရင်အများဆုံးအသက်10နှစ်ကနေ16နှစ်အတွင်းလူငယ်တွေကိုဆိုလိုတာဆယ်ကျော်တဲ့အရွယ်တွေဟာ န္ဓာကိုယ်မှာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြောင်းလဲမှုတဲ့အပြင်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေလည်းဖြစ်ပေါ်လာတာကိုသတိထားမိကြမယ်ဟုတ်။ဒါကြောင့်ဒီပြောင်းလဲမှုတွေမှာတဘာဝအလျောက်ခန္ဓာကိုယ်အတွင်းကနေထွက်လာတဲ့ဟော်မုန်းဓာတ်တွေကြောင့်လည်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ပြောင်းလဲမှုတွေတဲကဖိဖိမိမိတို့ကတတမိမိလေးတို့အပေါ်မှာလိုက်ပြီးကမှသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာသူတို့ရဲ့အပြုအမူဟာစိတ်ပိုင်းဆိုင်ရာတွေသူတို့ရဲ့ခ ိုလိုက်ပြီးတော့ဖေဖေမေမေတို့ကလည်းသူတို့ကိုအတက်နိုင်ဆုံးလိုင်ရောညီထွေနေပေးတင်ပါတယ်။ဟုတ်ကဲ့ဒီလိုပဲပြောင်းလဲမှုတွေတဲ့ကရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲမှုကိုအရင်ပြောမယ်ဆိုရင်ခန္ဓာကိုယ်တွေဖွံ့ဖြိုးလာတယ်၊ရေအုပ်ကျွတ်သွားတယ်၊အရိုးအဆစ်တွေထွားကျိုင်းလာတာလေ။နောက်တစ်ခါလေစလုတ်တွေကြီးပြီးတော့အတန်ကြီးတွေအော်လာတယ်။မျိုးဆက်ပွားနဲ့လိင်အင်္ဂါတွေကလည်းဖွံ့ဖြိုးလာတာပေါ့။ ီလေးတွေဂျိုင်းခြေတလုံးဒါနဲ့ယောက်ျားလေးတွေဆိုလေယောက်ျားအင်္ကာစတဲ့နေရာတွေမှာအမွှေးအမြင်လေးတွေပေါက်လာတယ်လက်အင်္ကာတွေကလည်းတုတ်ရည်လေးတွေထွက်လာတာ ው နော်သူတို့ရဲ့အရွယ်လေးတွေမှာဆိုရင်မျက်နှာတွေမှာလည်းအစီတွေပြန်လာတယ်ဝတ်ချံတွေပေါက်လာတယ်ဒါဟာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေစတာပေါ့နော်မိန်းကလေးတွေမှာဆိုရင်လေ ရင်သားတွေခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာတယ်။ရင်သားတွေကြီးထွားလာတယ်။တင်ပဆုံကာကာကြီးတွေဖြစ်လာပြီးတော့ခါတေးတူရောင်ဖြစ်လာတယ်။အတန်လေးတွေကလည်းပို့ပြီးတော့သူတို့ကကြတော့ตายလာတယ်။ရိုးဆက်ပွားနဲ့မလေးအင်္ကာတွေမှာဖွံ့ဖြိုးလာတယ်။ဒီမိမအင်္ကာနဲ့ချိုင်းနေမှာဆိုရင်အမွှေးပေါလာပြီးတော့ရာတီသွေးတွေပါ ပေါ်လာပါတယ် ဒါတွေကသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကြောင်းလဲမှုတွေပါအကြမ်းင်းအဖြစ်ပြောရမယ်ဆိုရင်တော့အသက်6နှစ်ကနေ17နှစ်အထွေမိန်းကလေးတွေဟာပြိုပေါ်ဝင်ကြတယ်အများစုကတော့17နှစ်ပတ်လည်မှာဖြစ်ပါတယ်ယောက်ျားလေးတွေကတော့10နှစ်ကနေ73နှစ်အတွင်းမှာပြိုပေါ်ဝင်ကြပြီးတော့အများစုကတော့73နှစ်ပတ်လည်မှာပဲဖြစ်ပါတယ် မိန်းကလေးနဲ့ယောက်ျားလေးပြိုပေါ်ဝင်မှုမှာဆိုရင်မိန်းကလေးကစိုးပြီးတော့ယောက်ျားလေးကနောက်ကျလေးရှိပါတယ်။ဒါကရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါနော်။နောက်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်သူတို့ဟာလွတ်လွတ်လပ်လပ်နေချင်လာတယ်။အလှအပတွေကိုစိတ်ဝင်စားလာတယ်။စန့်ကျင်တဲ့လိင်တွေကိုလည်းစိတ်ဝင်စားလာတယ်။ကိုကိုကိုအထင်ကြီးတယ်။နောက်ဟိုသူတို့လောက်တာမှအဟော ုတ်ဆိုပြီးတော့သူတို့ကိုသူတို့ထင်ပေါ်ကြော်ကြားချင်တာလေးတွေအရာရာကိုလည်းလက်တဲ့စမ်းကျင်လာကြပါတယ်။ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုအခြေခံပြီးတော့အပြုတ်မှုပိုင်းဆိုင်ရာပြောင်းလဲမှုတွေလည်းဖြစ်ပေါ်လာပါတယ်။ဥပမာသူတို့လေးတွေဟာစိတ်လိုက်မှန်းပါလှုပ်လာတတ်တယ်။အတူမြင်အတက်တင်ဖြစ်လာတယ်။စိတ်လို့ကိုလို့လှုပ်ချင်လာကြတယ်။ဥပမာအ ဖို့လို့ဆိုရင်လိမ်မှုကိစ္စတွေရမှာအစားသူတို့ဟာစူးစမ်းခြင်းလာကြပါတယ်သူတို့တငယ်ချင်းတွေနဲ့တွေ့ဆုံတဲ့အခါမှာလိမ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောပြတယ်လို့လို့တယောက်ထဲရှိတဲ့အခါမှာလေဒီမြင်နေတွေ့နေကြားနေရတဲ့အကြောင်းအရာတွေကနေလိမ်ကိစ္စအကြောင်းတွေကို တွေးတောပြီးတော့စိတ်ကူးရင်တတ်ကြတယ် အခုခေတ်မှာဆိုရင်တော့အင်တာနက်နဲ့ဆိုရှယ်မီဒီယာတွေကနေလိမ့်စိမ့်နှိုးဆွတဲ့ဗီဒီယိုတွေရုပ်ပြကာတွန်းတွေဓာတ်ပုံစာအုပ်တွေကိုလည်းရှာဖွေကြည့်ကြတယ်။ကာမစိတ်တွေနှိုးကြွလာပြီးလက်တွေစန့်ကျင်ကြရင်လည်းအမားတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။အဲ့ဒီစိတ်ဆန္ဒတွေအဲ့ဒီစိတ်ဆန္ဒတွေကိုလိမ့်စိတ်ဆန္ဒတာဖြေပြောက်နိုင်တာမဟုတ်ဘဲနဲ့တခြားနီးလန်းတွေနဲ့လည်းဖြေပြောက်နိုင်တယ်ဆိုတာ တိဖို့လိုရတယ်နော်ဒါကြောင့်ဒီလိုအပြုအမူလေးတွေဟာလူငယ်နဲ့ဆယ်ကျော်သက်တွေမှာရှိတတ်တဲ့ပုံမှန်သဘာဝပါပဲဒါပေမဲ့အလွန်အကျုံမရှိမဖြစ်ဖို့လို့ဆောင်ရှားတင်တာကိုရှောင်ချဖို့တော့ဖိဖိမိမိတို့အနေနဲ့ပညာတွေပေးတဲ့နယ်လို့တော့ထင်ပါတယ် ဆယ်ကျော်တဲ့အရွယ်မှာဘာတွေဘလို့ပြောင်းလဲလာရဲဆိုတာလေအားလုံးကသိကြပါဗျ။မတိလိုက်လို့အမှုမဲ့အမှတ်မဲ့နေလိုက်လို့မတိလိုက်တဲ့အခါမှာလေအခုတီးရတဲ့ဒီပြောင်းလဲမှုတွေနဲ့အတူကိုယ့်ရဲ့အပြုအမူတိုင်းဟာကို့အတွက်ရောကို့မိသားစုအတွက်ပင်ကို့ပတ်ဝန်းကျင်အတွက်ပါအနေရမဖြစ်အောင်စ조사နေထိုင်သွားကြရမယ်ဆိုတာကိုတတမီဆယ်ကျော်တဲ့အရွယ်တတမီမီလေးလေးကိုပညာပေးတင်ပါတယ်။ ဘာကြောင့်ဖေဖေမိမိတို့ရဲ့တတမီမီလေးတွေစေချောတဲ့အရွယ်လေးတွေကိုဒီလိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ပညာပေးတဲ့နယ်လို့ထင်ပါတယ်လေ။ဟုတ်ကဲ့လိမ်မှုကိစ္စနဲ့တင် जा ပေးဖို့အတွက်ဆိုရင်တော့လျှို့ဝက်ချက်တွေရှိကိုရှိရပါတယ်။ဒါကြောင့်လိမ်မှုကိစ္စတွေတင် जा ပေးဖို့အတွက်လျှို့ဝက်ချက်တွေနဲ့အတူအဲတင်ပြပေးမယ်ပြောပြပေးမယ်ဆိုရင်ကလေးလေးတွေလူပြိုပေါ့ အပြူပေါ်ဝေစားလူငယ်လေးတွေရဲ့ကိုခန္ဓာမှာကြုံတွေ့နိုင်တဲ့အပြောင်းလဲတွေအကြောင်းကို ပြောပြပေးရမှာအဲဖီဖီမီမီတို့ရဲ့အဲအတ္တိကအပိုင်းဆိုရင်မမဘူးလို့ကျမကတော့ထင်ပါတယ်ရှင် adolescent လို့ခေါ်တဲ့ဆယ်ကျော်သက်အရွယ်တတမီမီလေးတွေရှိတယ်ဖီဖီမီမီတို့အနေနဲ့ရောတတမီမီလေးတွေကိုဒီလိုအရွယ်လေးတွေမှာစပြီးတော့ဒီဆက်ကိစ္စတွေအကြောင်းကို ပြောတင်လားပညာပေးတင်လားမပေးတင်မူလားပေးမယ်ဆိုရင်လေဒီလိုအကြောင်းအရာတွေကိုဘယ်လိုပြောမလဲဆိုတဲ့အကြောင်းအရာလေးတွေနဲ့အတူဆက်ပြီးတော့နောက်ဗီဒီယိုတွေမှာဆွေးနွေးသွားပါမယ်ရှင်အခုလိုနားထောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်